ကဘာပေါ်မှာမြင်းကလင်းတွေဘာကြောင့်အလုတ်ခက်ရတာလဲပရိသတ်များလုံးမင်္ဂလာပါရှင်ဒိန်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာပေါ်ရန်ပထဝီမြေကြီးကဗဟေရီကပ်ပြားတွေဆက်ထားတဲ့လိုမျိုးပုံစံရှိပါတယ်အဲ့ဒီလိုဆက်ထားတဲ့အပေါ်ရန်မြေလွှာတွေတွန်တိုက်တောင်ပြက်ရွေ့တာတွေဖြစ်တဲ့အခါမှာကဘာမြေပေါ်မှာတုန်ခါမှုတွေအထက်ထက်ဖြစ်ပြီးတော့ငလင်လိုင်းတွေကိုဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒီလိုမျိုးကဘာမြေလွာတွေတွန်းတိုက်ရွေလျားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ငလင်ကြီးတွေကို တာတိုနစ်ငလင်တွေလို့ခေါ်ကြပါတယ်ဆိုတော့တာတိုနစ်ငလင်တွေ ਨੇ သူတို့ဘယ်လိုမျိုးဖြစ်တည်လာရတာလဲဘယ်လောက်ထိအင်အားကြီးမှကြတဲ့လဲဆိုတာကိုသိရဖို့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြရအောင်ပါကမ္ဘာပေါ်ရန်မြေလောဆက်ကြောင်းနေရာအောက်ဘက်မှာငလင်းတွေမကြခနာဖြစ်ပွားတဲ့ဆုံချက်ရှိပါတယ်။အဲဒီဆုံချက်ရဲ့အပေါ်ဘက်မြေပေါ်မှာတော့အပီစင်တာလို့ခေါ်တဲ့ငလင်းဗဟုချက်ရှိပါတယ်။ ဒီနေ့ကမ္ဘာနေရာအနှံပြားမှာဖြစ်ပေါ်နေတဲ့ငလင်တွေကအဲ့ဒီစုံချက်တွေကနေလာတဲ့တုံခါမှုတွေကြောင့်ဖြစ်ပါတယ်။ဒီလိုငလင်တွေအဓိကဖြစ်ပေါ်ရတဲ့အကြောင်းရင်းကတော့ကမ္ဘာအပေါ်လွှာရေးအောက်မှာရှိတဲ့အချော်ရီဘူးတွေလှုပ်ရှားနေရတာကနေဖြစ်ပေါ်လာခဲ့ကြပါတယ်။လွယ်လွယ်ကူကူနားလည်အောင်ပြောရမယ်ဆိုရင်တော့ကမ္ဘာမြေလွှာတွေကအပေါ်ဘက်မှာမာကျောပေမဲ့ အောက်ဘက်မှာတော့ပူပြင်းလွန်ပြီးတော့အခဲမဟုတ်အရင်မဟုတ်အခြေအနေမှာရှိတဲ့အတွက်ပျော့ပြောင်းနေပါတယ်။အောက်ဘက်မှာရှိတဲ့အချောဤဘူးတွေဟာဥတီချမ်းမတူတဲ့နေရာအသီးသီးကိုရွေ့လျားနေပါတယ်။ဒါကြောင့်အပေါ်ရန်အလွာတွေမှာတွန်းတိုင်းမှုတွေအကွဲမှုတွေဖြစ်ပြီးတော့ငလင်လိုင်းတွေဖြစ်လာကြတာပါ။ဒီလိုမျိုးငလင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးလာတဲ့ဘာသာရပ်ကို seismology လို့ခေါ်ပြီးတော့ငလင်လိုင်းတွေအကြောင်းနားလည်တဲ့ပညာရှင်တွေကတော့ seismologists လို့ခေါ်တင်ကြပါတယ်။ ငလင်ဗေဒပညာရှင်တွေရဲ့လေးလာချက်အရငလင်ပဟုချက်ကနေဖြစ်ပေါ်လာတဲ့ငလင်လိုင်းအမျိုးအစား၃မျိုးရှိတယ်လို့သိရပါတယ်။အဲဒီလိုင်းတွေကတော့ P line, S line နဲ့ N line လို့ခေါ်ကြပါတယ်။ P line ဆိုတာကတော့ငလင်လုံးတဲ့အခါမှာပထမဆုံးဖြစ်ပေါ်လာတဲ့လိုင်းဖြစ်ပြီးတော့တခြားလိုင်းတွေထက်တိတိတမ8ဆလောက်ပိုမြန်တဲ့လိုင်းတွေပါ။မြလာဖိတက်ရာကနေဖြစ်ပေါ်လာတဲ့လှိုင်းတွေဖြစ်ကြပြီးတော့ပြင်းထန်တဲ့ငလင်ကြီးတွေရဲ့အစာပြုတ်ရာလည်းဖြစ်ပါတယ်။ ခေါပြလိုင်းလို့ခေါ်တဲ့ S line ကတော့ငလင်မာဒုတိယဖြစ်ပေါ်တဲ့ line ဖြစ်ပါတယ်။ပင်လိုင်းမာရုံကဖြစ်ပေါ်လာတဲ့တုံခါမှုတွေဟာကမ္ဘာမြေပေါ်မှာရှိတဲ့အရာဝတ္ထုတွေကိုရှေ့တိုးနောက်ဆုတ်ရွေ့လျားရုံသာဖြစ်ပေါ်စေပါတယ်။ မက်စလာ28ရက်နေ့တုန်းကဖြစ်ပေါ်ခဲ့တဲ့ငလင်ပထမလိုင်းမှာတိုက်ကြီးတွေဟိုရင်ဒီရင်ဖြစ်ကုန်တာကတော့ပြည်လိုင်းကြောင့်ဖြစ်ပါတယ်။အစလိုင်းမှာကတော့ငလင်လိုင်းတွေဟာသူ့ရဲ့ဥတီယာကိုရွေလျားချိန်မှာကဘာပေါ်ကအရာဝတ္ထုတွေကလိုင်းတွေအပေါ်မှာတလိန်ခောက်ခွေနဲ့စဖြစ်လာကြပါတယ်။ပြည်လိုင်းနဲ့အစလိုင်းကြောင့်နောက်ဆုံးမှာတော့ long waves လို့ခေါ်တဲ့အလိုင်းတွေကိုဖြစ်ပေါ်စေပါတယ်။ အွန်လိုင်းတွေဆိုတာကတော့ရေလိုင်းလိုမျိုးဇက်တိုက်ဆိုသလိုဖြစ်ပေါ်လာပြီးတော့မြေပေါ်မှာရှိတဲ့အရာမှန်သမျှကိုဝင်ဆောင်ပြစ်ပါတာတွေတိုက်တာအိုးအိမ်တွေလမ်းတကြားတွေပြည့်စည်ဆုံးရှုံးရတာတွေကအွန်လိုင်းတွေကြောင့်ဖြစ်ပါတယ်ငလင်လိုင်းတွေရဲ့ပြင်အားကို seismograph တွေနဲ့တိုင်းတာတာဖြစ်ပြီးတော့ငလင်စုံချက်နဲ့ကမ္ဘာမြေပေါ်ရဲ့အနက်အကွာဝေးကိုအခြေခံပြီးတော့တိုင်းတာတာဖြစ်ပါတယ်။ကမ္ဘာအပေါ်လွှာနဲ့ငလင်စုံချက်နီးလေငလင်ပြင်အားကများလေဖြစ်ပါတယ်။ မြေအနက်300ကီလိုမီတာလောက်မှာစုံချက်ဖြစ်ပေါ်ရင်တော့တိုင်းကြလို့မရတဲ့ငလင်ပမာဏလောက်သာဖြစ်ပေါ်ပါတယ်။355ကီလိုမီတာကြားမှာရှိရင်တော့အနည်းငယ်စိုးရိမ်ရပါတယ်။55ရဲ့အောက်ဆိုရင်တော့အင်မတန်ကြောက်စရာကောင်းတဲ့ငလင်ကြီးတွေကမ္ဘာပေါ်မှာစတင်ဖြစ်ပေါ်လာမှာပါ။ ဒီတော့တဘာဝဘေးဆိုတာကကြိုတင်တိုင်းတာပြီးတော့ရှောင်ရှားလို့ပဲရပါမယ်။သူကအန်တူနိုင်ဖို့ကတော့ကျမတို့အနေနဲ့နေပညာရည်များစွာလိုအပ်နေပါသေး။ဒါကြောင့်ငလင်းတွေဖြစ်ပေါ်လာရင်တော့အနည်းငယ်ကင်းမဲ့နေရာကိုရွေးချယ်ရှောင်ကြဖို့ပြောရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ရှင်။အားလုံးပဲတဘာဝဘေးဆိုးကြီးကနေအမြန်ဆုံးလွတ်ကင်းဖို့အတွက်ဆုတောင်းပေးလိုက်ပါရနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။